ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်ရှင်ဟောင်းခရစ်ဝင်ခန်းကြီးကို အပိုင်ငယ်တင်မာတော်လမ်း၌သွားတော်မူစဉ်အမိဝန်းတွင်ကပင်မျက်စိကန်သောသူတစ်ယောက်ကို တွေ့မြင်တော်မူ၏တပည့်တော်တို့ကအရှင်ဘုရားဤသူသည်အဘယ်သူ၏အဖြစ်ကြောင့်မျက်စိကန်သည်။ကိုယ်အဖြစ်ကြောင့်ကန်သလောမိဘအဖြစ်ကြောင့်ကန်သလောဟုမေးလျှောက်ကြ၏ ်ယေရှုကလည်းကိုယ်အဖြစ်ကြောင့်မဟုတ်မိဘအဖြစ်ကြောင့်လည်းမဟုတ်ဘုရားသခင်အမှုတော်ကိုသူ၌ထင်ရှားစေမည်အကြောင်းဒီကျောင်းဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာသခင်ယေရှုနဲ့တပည့်တော်တို့လမ်းမှာသွားစဉ်မှာဘု து ့အတူလဲဆိုရင်တော့အမိဝမ်းထဲကမျက်စိကန်းတဲ့လူတစ်ယောက်ကိုတွေ့တယ်ဒီလူကအက်ဆီဒန့်တစ်ခုခုကြောင့်သူ့ရဲ့ဘဝတစ်လမ်းမှာတစ်ခုခုချွတ်ချုံမှုကြောင့်မျက်စိကန်းတာမဟုတ်ပါဘူးဟိုးအမိဝမ်းထဲမှာတည်းကသူကမျက်စိမမြင်ဘူးမွေးရပါ မျက်စိကန်းတဲ့သူဖြစ်တယ်။အဲ့ဒီလူတယောက်ကိုတွေ့တဲ့အခါမှာတပည့်တော်တွေကသခင်ရှုကိုမေးတယ်အရှင်ဘုရားတဲ့။ဤသူကဘသူရဲ့အပြစ်ကြောင့်မျက်စိကန်းတာလဲ။ကိုယ်အပြစ်ကြောင့်ကန်းတာလား။ဒါမှမဟုတ်ရင်သူ့မိဘတွေရဲ့အပြစ်ကြောင့်ကန်းတာလားလို့သခင်ရှုကိုမေးတဲ့အခါမှာသခင်ရှုကပြန်ပြေပါတယ်။ကိုယ်အပြစ်ကြောင့်လည်းမဟုတ်ဘူး။မိဘအပြစ်ကြောင့်လည်းမဟုတ်ဘူး။ဖယားသခင်အမှုတော်ကိုသူ့စီမှာထင်ရှားစေမယ်အကြောင်းဒီလို့ဖော်ပြပါမယ်ကျွန်တော်ဘုရားတရားထဲမှာတပည့်တော်တွေကဲတော့ပဲတစ်ခါတည်းမှာ မိမိရဲ့အားနေချက်ပြဿနာအခက်ခဲကြုံတွေ့တဲ့အခါမှာအားနေချက်တွေရှိတဲ့အခါမှာပြဿနာတွေရှိတဲ့အခါမှာအခက်ခဲတွေကြုံရတဲ့အခါမှာကျွန်တော်ကဘာကြောင့်လဲဒါကငါတို့ရဲ့အားနေခြင်းကြောင့်အပြစ်ကြောင့်လားကျွန်တော်ကထင်တတ်ပါတယ်။ဘာလို့ဒီလိုခက်ခဲတဲ့အခြေအနေတွေကြုံတာလဲဆိုပြီးတော့ကျွန်တော်ပွားတဲ့တိုင်းမှာမေးခွန်းထုတ်တတ်ပါတယ်။အမိဝန်းတဲ့ကမျက်စိကန်းတဲ့သူရဲ့မျက်စိမမြင်ခြင်းကိုတပည့်တော်တွေကသူ့ရဲ့အပြစ်ကြောင့်ဒါမှမဟုတ်ရင်သူ့မိဘအပြစ်ကြောင့်လို့သူတို့ကမြင်ပါတယ်။ဒီလိုမကောင်းလို့ဖြစ်မယ် ဒါမှမဟုတ်သူ့မိဘတွေကမကောင်းလို့ဖြစ်မယ်။သူ့မိဘတွေကအပြစ်ရှိလို့ဒါမှမဟုတ်သူအပြစ်ရှိလို့မျက်စိကန်းတာလို့သူတို့ကမြင်မိပါတယ်။ဒီအားနေခြင်းမျက်စိကန်းခြင်းကိုသူတို့ကတခုခုချွတ်ချော်လို့သူတို့မဟုတ်ကာယကံရှင်မျက်စိကန်းတဲ့သူမဟုတ်သူ့မိဘကတခုခုချွတ်ချော်လို့ပဲဒီမျက်စိကန်းတယ်လို့တပည့်တော်တွေကရှုမြင်မိပါတယ်။တကယ်တော့သခင်ရှုကအဲ့ဒီမျက်စိကန်းရခြင်းအကြောင်းရင်းကအပြစ်ကြောင့်မဟုတ်ဘူး။ဖျားသခင်အမှုတော်ကိုသူ့အားဖြင့်ထင်ရှားစေမှကြောင်းဒီ သူ့ကိုအားနည်းရခြင်းကဖျားဘုံတော်ထင်ရှားမှုဖြစ်တယ်။ဒါကြောင့်ခြေသောမြို့ကိုရောက်စီတိုင်းကျွန်တော်ဘုရားသတ္တလည်းမှာကျွန်တော်ရဲ့အားနည်းချက်တွေကျွန်တော်ရဲ့အခက်ခဲတွေကျွန်တော်ရဲ့ပြဿနာတွေကဖျားသခင်ရဲ့ဘုံတော်ထင်ရှားစေဖို့ဖြစ်ပါလေ။အခက်ခဲတွေကသင်ဘုရားအတွက်အခွင့်လန်းပါ။ဘာအခွင့်လန်းလဲဆိုရင်တော့သင်ရဲ့အသက်တာလေးမှာဖျားသခင်ရဲ့နမိတ်လက္ခဏာပြုလုပ်ဖို့အခွင့်လန်းဖြစ်တယ်လို့သင်အသက်တာအားဖြင့်လေဖျားဘုံတော်ထင်ရှားမယ်အခွင့်လန်းဖြစ်ပါလေ။ အဓိကကအဲ့ဒီအခက်ခဲပြဿနာတွေကိုအားနည်းချက်တွေကိုသင်ကရှုမြင်ခိုင်တက်ဖို့ပဲလိုအပ်ပါတယ်။သင်ဘလို့ရှုမြင်လဲသင်ဘလို့ခံယူလဲဆိုတဲ့အပေါ်မှာအဲ့ဒီအခြေအနေကပြောင်းလဲသွားမှာဖြစ်ပါတယ်။ခက်ခဲမှုတွေကိုသင်ကအခွင့်အရေးဖြင့်ရှုမြင်ခံယူလိုက်ပါ။အခက်ခဲတွေနဲ့ကြုံလာရင်ကျွန်တော်တို့ဘဝတက်တာကိုကျွန်တော်တို့ကဖြစ်လို့နေလိုက်တတ်ပါတယ်။စိတ်ပြတ်သွားတတ်ပါတယ်။ဒီနေ့ကျွန်တော်ရဲ့ဘဝတက်တာထဲမှာကြုံတွေ့ရတဲ့အခက်ခဲတွေကအခွင့်လန်းဖြင့်သင်ကရှုမြင်မယ်ဆိုရင် ဘုရားသခင်ကသင်ရတာကိုပြောင်းလဲပြန်မှာဖြစ်ပါတယ်။ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုအခွင့်အလမ်းဖြစ်သင်ကရှုမြင်ခံယူပြီးတော့အကောင်းဆုံးအသက်ရှင်မယ်ဆိုရင်တော့နံပါတ်1သင်ဘဝအတ္တထဲမှာဘုရားရဲ့နမိတ်လက္ခဏာတွေကိုခံစားရမှာဖြစ်ပါတယ်။နမနိကတော့ဖရာသခင်နမိတ်လက္ခဏာတွေတင်းတတိုင်းမှာဖြစ်ပေါ်လာခြင်းအပြင်တင်းအပြင်ဖရာဘုံတော်ကထင်ရှားမှာဖြစ်ပါတယ်။ဒါကြောင့်အခက်ခဲတွေကဖရာဘုံတော်ထင်ရှားဖို့အခွင့်အလမ်းပါ။တင်းကဘုရားမှာအခက်ခဲတွေကြုံတဲ့အခါမှာစိတ်တကြစိတ်ပြတ်မသွားဘဲနဲ့ ဘုရားသခင်ကိုယုံကြည်မျှော်လင့်ပြီးတော့အကောင်းဆုံးအသက်ရှင်သွားမယ်ဆိုရင်ဘုရားပြုမဲ့နမိတ်လက္ခဏာတွေကိုသင်ရဲ့အသက်တာထဲမှာမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။သင်အားဖြင့်လည်းဘုရားဘုန်းတော်ကထင်ရှားမှာဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့ကိုအခက်ခဲတွေပြီးတွေ့စေတာကျွန်တော်ရဲ့ဘဝအသက်တာထဲမှာအံ့ဩဖို့ရနမိတ်လက္ခဏာတွေပြုဖို့ပါ။ဘုရားသခင်ကကျွန်တော်တို့ကိုအခက်ခဲတွေနဲ့ပြီးတွေ့စေတာကဘုရားသခင်ရဲ့ဘုန်းတော်ကိုကျွန်တော်တို့အားဖြင့်ထင်ရှားဖို့ဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာယောသရဲ့အသက်တာကိုကြည့်တဲ့အခါမှာ ူကသူများတိုင်းပြည်မှာရောင်စားခြင်းခံရပြီးတော့သူများတိုင်းပြည်မှာထောင်ထဲကိုရောက်သွားတယ်။တကယ်ဆိုရင်ထောင်ကြတာမကောင်းပါဘူး။တို့ရတွင်အဲ့ဒီခက်ခဲတဲ့ခြင်းနဲ့ချက်တဲမှာအန်အောဘွေရာဖရာသခင်ပြုမဲ့နမိတ်လက္ခဏာကိုဖရာကပြင်ဆင်ထားတယ်။ဖလားတော်ဝင်နဲ့စားတော်ဝင်ကလည်းအဲ့ဒီထောင်ထဲကိုရောက်လာပြီးတော့ဖာရောဘုရင်ရဲ့လမ်းတော်တွေကိုရောက်ဖို့ရန်အတွက်ဖာရောဘုရင်နဲ့တွေ့ဆုံဖို့ရန်အတွက်အဲ့ဒီခက်ခဲခြင်းကသူ့အတွက်အခွင့်အလမ်းဖြစ်သွားတယ်။ထောင်ထဲမှာတွေ့တဲ့ဖလားတော်ဝင်ကငကိုရာထူးကိုပြန်ရတယ် တနေ့ဖွာရောပင်အိမ်မက်တဲ့ကမှာအဲ့ဒီအိမ်မက်ကိုဘယ်သူမှမဖြေနိုင်ဘူးဘယ်သူ့ကိုသွားခေါ်လဲဆိုတော့ယောသက်ကိုသွားခေါ်တယ်ယောသက်ကထောင်ထဲကနေထွက်လာပြီးတော့အိမ်မက်နဲ့ကိုပြောပြပြီးတော့တခဏချင်းမှာအဲဂရုတိုင်းပြည်ရဲ့ပရင်ကဖြစ်သွားတယ်ယောသက်ထောင်ကျသွားခြင်းကအဲ့ဒီဖလားတော်ဝင်နဲ့တွေ့ဆုံပြီးတော့ဖျားသခင်ပြင်ဆင်ထားတဲ့လမ်းကြောင်းကိုရောက်ဖို့ဖြစ်ပါတယ်အခက်ခဲတွေကယောသက်ကိုပရင်ကဖြစ်ဖို့တွန်းပို့လိုက်ခြင်းပဲဖြစ်ပါတယ် ယောသကုန်လိုက်ကလည်းအဲ့ဒီအခက်ခဲတွေကြားထဲမှာအကောင်းဆုံးအသက်ရှင်သွားတယ်။ဘုရားသခင်ကိုယုံကြည်မျှော်လင့်ပြီးတော့အသက်ရှင်သွားတဲ့အခါမှာအန်အောဘွေကဘုရားသခင်ချီးမြှောက်ခြင်းခံရတယ်။သူ့အဖြစ်နဲ့ဘုရားဘုန်းတော်ကထင်ရှားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ကျွန်တော်ဤတရားလူမျိုးတွေအဲဂုရုတိုင်းပြည်မှာနှစ်ပေါင်း430လောက်ကျွန်ခံပြီးတော့မောရှိအဖြစ်ကယ်နှုတ်တဲ့အခါမှာဖာရောဘင်ကလွယ်လွယ်လေးနဲ့မလွတ်ပါဘူး။အင်မတန်မှခက်ခက်ခဲခဲနမိတ်လက္ခဏာတွေပြပြီးမှလွတ်တာဖြစ်ပါတယ်။နမိတ်လက္ခဏာတစ်ခုနဲ့ဖာရောကမရအောင် နမိတ်လက္ခဏာ၁၀ခုကိုပြုတယ်အဲဒီနမိတ်လက္ခဏာတွေပြုခြင်းအပြင်လည်းဖရာဘုန်းတော်ကထင်ရှားတယ်ဒါကြောင့်မို့လွယ်လွယ်ကူကူနဲ့ထွက်မသွားဘဲနဲ့ဘာလို့ဒီလိုခဲရခဲစီဖြစ်ရလဲဆိုရင်တော့ဖရာသခင်ကဣသရေလလူမျိုးတွေထဲမှာနမိတ်လက္ခဏာကိုပြုပြီးတော့ဖရာရဲ့ဘုန်းတော်ကိုထင်ရှားဖို့အတွက်တိခခဲမှုကိုရင်ဆိုင်ခိုင်းခြင်းဖြစ်ပါတယ်ရှောင်းခွေခန်းကြီးကိုမှလည်းအမိဝမ်းထဲကမျက်စိမြင်မြင်တဲ့သူကသူ့ရဲ့ဘဝကိုခက်ခက်ခဲခဲဖျက်ဆီးရမှာဖြစ်ပါတယ်အဲဒီခက်ခဲမှုတွေကသူ့ဘဝမှာကြီးမားတဲ့နမိတ်လက္ခဏာဖြစ်စေဖို့ဖြစ်တယ် သူရဲ့အာနေခြင်းချို့တဲ့ခြင်းကဖျားပုံးတော်ကိုထင်ရှားဖို့ဖြစ်တယ်လို့သခင်ရှုကဖော်ပြပါတယ်။ဒါကြောင့်မို့ခြေတော်ညစီတိုင်းကျွန်တော်ဘုရားတရားလေးမှာအခက်ခဲတွေကို အခွင့်အလမ်းဖြင့်ရှုမြင်လိုက်ပါ။ဘာအခွင့်အလမ်းလဲဆိုရင်တော့ဖျားသခင်သင်ရတတားလေးမှာကြီးစွာသောနမိတ်လက္ခဏာအံ့ဩပွေသောရာတွေကိုပြုမဲ့အခွင့်အလမ်းဖြစ်တယ်။ဖျားသခင်ရဲ့ဘုန်းတော်ကိုသင်အားဖြင့်ထင်ရှားစေမဲ့အခွင့်အလမ်းဖြစ်တယ်။ဒါကြောင့်မို့ဘုရားမှာကြုံတွေ့တဲ့အခက်ခဲတွေကိုဖျားသခင်ရဲ့ဘုန်းတော်ထင်ရှားစေမဲ့အခွင့်အလမ်းဖြင့်ရှုမြင်ပြီးတော့ ်အဲ့ဒီအခက်အခဲတွေကြားထဲမှာလည်းသင်ဟာအကောင်းဆုံးအသက်ရှင်ပြီးတော့ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့နေ့စဉ်ရှောက်လန်းမယ်ဆိုရင်ဘုရားသခင်အံ့ဩပွေရာနမိတ်လက္ခဏာတွေကိုသင်ရတဲ့တိုင်းမှာခံစားရမယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ